တို့လိုစောက်ပေါ်နေတန်းညီသွားတယ်လို့ခံစားရတယ်အဲ့တော့မပြောချင်တဲ့အဲ့တော့မပြောချင်တော့ဘာဖြစ်လဲဆိုတော့တို့ကတို့ကပြန်မပြောတာကိုတို့ကအဲဟုတ်လာပြီလို့ထင်ပြီးတော့ပြန်မပြောရဲဘူးတွေ့လာဆိုတော့လေနော်ပြန်မပြောရဲဘူးတွေ့လာဆိုပြီးပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပုံစံဖြစ်လာနောက်ပြန်မပြောရတာမဟုတ်စောက်ဖက်မတန်တာစောက်ဖက်မတန်ကိုပြန်မပြောချင်တာအမအိတ်သေးဘူးလားဆိုတော့ကျွန်တော်တို့စီမှာအခု6နာရီခွဲပဲရှိပါသေးတယ်မကြီးတဲ့အမေရိကမှာအာနာတိန်နာနဲ့အမေရိကမှာအိမ်ဝယ်တာလားတဲ့နော် မဟုတ်ဘူးအဲ့တော့မေးချင်တာလေမျိုးရီကောင်မအိမ်မဝယ်လို့ရှိရင်ငါနေဖို့အိမ်ကိုနေပတ်စံပေးထားမလားညီမပြည်မတို့ညီမပြည်မတို့တိုက်ခန်းတခန်းကို၃သိန်းလို့၅သိန်းလို့နဲ့ဒီမှာမရအောင်ဟင်ဒီမှာငါတစ်လောက်အ9000ကျော်ပေးရတယ်ဒေါ်လာ9000ကျော်ဆိုလို့ရှိရင်ညီမငွေနဲ့တွက်ရင်၄000ပဲတော်လိုက်ပါအောင်၄ငါးလီ20တစ်လောက်သိန်း200နေပေးမလားမဝယ်ဘူးဘာလို့ပြင်လာလဲကျမတို့ကဒီ project dragonfly လုပ်ခဲ့တဲ့အချိန်တုန်းကနော်ဒီ project မှာငွေကောက်ခံပေးခဲ့တဲ့ fundraiser အများကြီးပါတယ် အဲ့ဒီ fundraiser တွေစီရဲ့အကောင့်တွေရသည်ပြီးတော့ MOD ရဲ့ bank account တွေကို direct ဝင်သွားတယ်နော်အဲ့ဒီ MOD ကျမတို့ကလက်ထက်မှာစရင်းမဲ့ခြင်ထားတယ်နော်ကျမ bank account နဲ့လက်ခံတာလည်းမဟုတ်တလို့ကျမတို့ကဒီ portal တွေရသည်ပြီးတော့ဥမာထားပါမောင်ဖြူကဒေါ်လာ100လူလိုက်တယ်ဆိုရင်မောင်ဖြူစီကိုဒေါ်လာ100မောင်ဖြူထက်လူလိုက်တဲ့ဒေါ်လာ100ကိုစရင်းသွင်းရတယ်နော်အဲ့စရင်းသွင်းတော့ pencil လို့ကောက်ထားတဲ့ပတ်စံဒေါ်လာ1000ပါဆိုဒေါ်လာ1000 project ပြီးတဲ့အခါမှာစရင်းနဲ့တကွာပြန်ပြီးတော့သူတို့လွှဲခိုင်းတဲ့ account တွေလွှဲပေးရတယ် ဒါဒီ project တွေဘယ် project မှမဆိုလုပ်နေတဲ့ပုံစံတွေနော်အဲ့တော့အဲ့လိုမင်းနေတဲ့ကောင်တွေကလည်းညို့ဘာစောက်လို့မှမလုပ်ဘူးတဲ့ကောင်တွေငါ100%ဆွတ်ဆွဲတယ်နော်ညို့ဘာဆိုဘာမှတော်လည်ရင်းမှမလုပ်ဘူးခဲ့တဲ့ကောင်တွေနော်မယုံဘူးခဲ့တဲ့ကောင်တွေဘာမှစောက်သုံးကြခဲ့တဲ့ကောင်တွေအဲ့တော့ MOD ကသူ့ရဲ့ထဲမှာရသွားတဲ့ $2.2 million ကိုသူတို့ရရှိသွားပါပြီသူတို့စီမှာရှိနေပါပြီသူတို့သုံးစွဲထားပါပြီဆို MOD official page ကလည်းထုတ်ပြန်တာ၃ချိန်မကတော့ဘူး certificate အဲ့ $2.2 million ရဲ့ certificate နော်ရှင်းတယ် ဲ့ဒါတွေအကုန်လုံးကိုသူတို့ထုတ်ပြန်နေတာသုံးချိန်မကတော့အဲ့ဒါရင်ဘယ်နားမှာသွားတည်နေလို့ငှောက်မိတာလဲဟမ်အမူရီယာအဲ့လိုအရာတွေကိုထုတ်ပြန်တဲ့အချိန်မှာတော့နင်ကဘယ်ဘောချားမှာသွားတည်နေလို့ငါ့ကို dragon fly ကြောင်းပြောပါသူမိတာငါတို့က fan raiser ငါတို့ကဒီနိုင်ငံမှာနေပြီးတော့အလင်းပြက်လက်နဲ့ကြီးကျမဝေးကျင်ပါတယ်ဆိုပြီးတော့ online shop မှာဝယ်တယ်လို့ဝယ်လို့ရတဲ့ပစ္စည်းမဟုတ်ဘူးငါတို့မှာအဲ့လိုအရာတွေကိုလုတ်ခွင့်လည်းမရှိတယ်လို့ငါတို့အဲ့လိုလုတ်လို့ရှင်ရင်လေအခုတော့မှတော်လန်ကြီးကိုငွေထောက်ပန်းလို့တရားစွဲမယ်ဘာညာလုတ်နေတဲ့အချိန်မှာငါသာအဲ့လိုအရာတွေကိုလုတ်ခဲ့လို့ရှင်ရင် နော်ငါလက်ရှိတန်းတန်းဖြစ်နေတာကြာလာပေါ့နော်အဲ့တော့ငါဒီဝယ်ယူရေးကိစ္စလက်နက်ကိစ္စငါဘာတစ်ခုမှဝင်ပါမပါဘူးငါဒီ fundraiser fundraiser အဲ့ဒါကိုပဲလုပ်တယ်နော် fundraiser အဲ့ဒါကိုပဲလုပ်ရတယ်လုတ်ခွင့်ရှိတယ်အဲ့ဒီအပြင်မရှိဘူးနော်အဲ့ဒီအပြင်ငါရဲ့ boundary ဒီအဲ့အဲ့အပြင်ကဘာမှလုတ်ခွင့်မရှိဘူးငါ fundraiser ဖြစ်တဲ့အတွက်ငါ fund ရှာပေးတယ်ရှာပေးလို့ရတဲ့ပတ်စံကိုပို့မယ့်နေရာကိုပို့ပြီးတော့တယ်လက်ခံရရှိတဲ့သူတွေကလည်းလက်ခံရရှိပါပြီလို့ပြောပြီးတော့တယ်အဲ့တော့ဗမာလေးငါရဲ့ငါဘယ်ဟာကိုရှင်းပြပေးရမှာလဲ ငါဘာတွေရှုပ်ထားလို့ဘယ်ဟာကိုရှင်းပြပြရမှာလဲ21ကလေးစားပြီဒီနေ့ဒီအချိန်အထိကျွန်မအိမ်ထဲမှာပိတ်မိနေတဲ့၃ရက်ကျွန်မตายနေတာမဟုတ်ဘူးနော်နော်အိမ်ထဲမှာပိတ်မိနေတဲ့၃ရက်မှာတောင်မှလေကျွန်မဂျီတော်နယ်ကြီးကလေကြိုဂျီတော်နယ်ကြီးမှာမပါဝင်ခဲ့တာမဟုတ်ဘူးနော်အဲ့၃ရက်ကလွဲလို့နော်အိမ်ထဲမှာပိတ်မိနေလို့အပြင် Facebook ပေါ်တက်လို့မရတဲ့၃ရက်ကလွဲလို့ဒီနေ့ဒီအချိန်အထိတက်ရက်မပြတ်ပါဝင်ခဲ့တာနော်တက်ရက်မပြတ်ပါဝင်ခဲ့တာနော်အဲ့တရက်မပြတ်ပါဝင်နေတဲ့လူပြီးတော့လို့ရှိရင်ကျမရဲ့တရက်မပြတ်ပါဝင်မှုက နှုတ်အားနဲ့ပါဝင်တာမဟုတ်ဘူးနော်နှုတ်နဲ့ပဲပါဝင်နေတာမဟုတ်ဘူးကျမဒီဂရင်းနဲ့တာကာလာမှာကျမရှာခွေကျမရဲ့ဟိုဟာနဲ့ပေါ့နော်ကျမရဲ့ခွန်အားကျမရဲ့ခွန်အားဆိုဆိုလိုချင်တဲ့သဘောကျမငွေလို့ပြောတာမဟုတ်ဘူးနော်ကျမရဲ့လှုံ့ဆော်နိုင်ရွမ်းနဲ့ကျမရဲ့လှုပ်အားနဲ့နော်ကျမကူညီလာနိုင်ခဲ့တာဒေါ်လာ10သန်းကျော်ရှိတယ်နော်အဲ့အဲ့ကျမအဲ့လိုပဲမြင်တော့တယ်ဟဲ့နင်းဆောက်စင်းနဲ့နင်းဘာပြောပြောဟဲ့နင်းဆောက်စင်းနဲ့နင်းပြောနေအဲ့လိုပဲတွေ့လိုက်တယ်နော်ကျမဒီကာလာမှာမာနကြီးပို့လို့လိုတယ်နော်အဲ့တော့အားလုံးမပန်တဲ့ညခံနေရတာမဟုတ်ပါဘူးစောင့်ကြည့်ပါ နော်ကျမဒီနေရာကနေပြောလိုက်မယ်ကျမတို့ကဥပဒေပေါင်းထဲမှာနေထိုင်နေရတဲ့နိုင်ငံမှာနေထိုင်နေတဲ့အတွက်ကျမကိုလည်းဥပဒေပေါင်းပြင်ပါလိဘယ်သူမှလာထိပါလို့မရတယ်လို့ကျမကလည်းဥပဒေပေါင်းပြင်ပါကလည်းဘယ်သူမှထိပါမှာမဟုတ်ဘူးဒါပေမဲ့ဥပဒေပေါင်းတွေကကိုလှုပ်ထားတဲ့လုပ်ချက်တွေကိုတည်တည်ချာချာနော်တည်တည်ချာချာတာဝန်ခံရလိမ့်မယ်ဘယ်တော့မှခွင့်မလုပ်ဘူးဘယ်တော့မှခွင့်မလုပ်ဘူးနော်ဘသူစီရမှာခွင့်လို့မဟုတ်လည်းမတောင်းခံဘူး။ငါလုတ်တဲ့မြကိစ္စအောင်မင်းတို့မကျင်နှဖူးနော်။ခြိုက်တဲ့အစင်တိပြုတ်လို့ခြိုက်တယ်လို့လို့ နော်အဲတော့မှမတောင်းဟဲ့ငါ့ကိုအဲ့လိုမလုပ်ပါနဲ့လို့ဟိတ်ကောင်းမှမတောင်းမှန်ကြီးစီရအောင်အသေးသာခံသွားမယ်နော်အေးအဲ့လိုပဲအသာတူပဲငါ့ကိုလည်းတနေ့တစ်ချိန်ချိန်မှာပေါ့နော်ဒါလေးဆက်ဖြစ်လာမယ်နင်တို့လည်းဖြစ်တည်ပါလေနင်တို့ကန့်ကြမှာတနေ့တစ်ချိန်မှာနင်တို့ငါ့ကိုခြေတစ်လုံးဖက်ရမယ်အချိန်ရောက်လာခဲ့လို့ရှိရင်လေတခါလေးတူပြောထားလိုက်မယ်ဘယ်တော့မှခွင့်မလုပ်ဘူးနော်ဒီလိုကိစ္စရက်တည်းရလေအရင်ကြတယ်အဲ့တော့ကျမအာမချောင်းဘူးသူတို့ခုအာချောင်းနေအောင်ဘယ်လောက်ရှက်ဖို့ကောင်းနေပြီလေအဲ့တော့ကျမဒီကလေးပြီးပြောချင်တာတော့တခုပဲ နေ့စဉ်နေ့တိုင်းတိုက်ခိုက်နေတဲ့သူတွေကတော့မှကျမကိုတရားဆွဲလို့ရပါတယ်ဆိုရင်ကျမဆယ်ခါပြန်ရတယ်နော်ကျမဆယ်ခါပြန်ရတယ်အဲ့တော့လုံပါမဟုတ်နဲ့နော်နိုင်ငံမှာဒါဆက်ကပြောတော့လွယ်တဲ့အရာဘာမှမရှိဘူးတိတ်လားညီမကြီးမနေမကောင်းလို့ရှင်ရင်အခုနေမကောင်းလို့ရှင်အခုစီကန်းသွားလို့ရတယ် US မှာမရဘူးနော်ပါရာစီတမောပဲတောက်ပြီးကြိတ်ခံနေရတဲ့အချိန်ကြီးရှိတယ်နော်စီကန်းသွားလို့မရအောင်အဲ့တော့ US ကြီးကနှက်ပြီးမဟုတ်ဘူးအဲ့လိုပဲ US ကတရားစီရင်ရေးဆိုတာလေအင်မတန်ကိုကြားတယ် ဲ့တော့ငါလေငါဘောင်နေရလိတိတိချာချာတိတိပပအောင်တုံ့ပြန်ပါငါတုံ့ပြန်တဲ့အချိန်ဒီတစ်ခုရောက်လာခဲ့ပြီဆိုတဲ့အချိန်ကြလို့ရှင်လေဘာတိလို့လို့မရဘူးနော်ငါလေနင်တို့ငါ့ကိုလှုပ်ခဲလို့ရှင်ရင်လေငါဘယ်တော့မှမတောင်းမှန်ဘူးနော်အသေးသာခံသွားမယ်နောက်ဆုံးတင်မင်းကြပါမယ်ဆိုလို့ရှင်တော့ရင်ကော့ပြီးကြိုးစင်တက်သွားမယ်ဘယ်တော့မှနင်တို့အလျှောက်လည်းမပေးဘူးညှိလည်းမညှိနိုင်ဘူးနော်အေးနင်တို့ဘက်ကိုငါပြန်လှုပ်တဲ့အခါကျရင်ငါစီမှာလာပြီးဒူးထောက်တောင်းမှမစင်စမ်းဘူးဘယ်တော့မှခွင့်မလို့ ဲ့တော့လေဒီနေ့ကပါကျွန်မဘာရင်မဟုတ်မှန်တကယ်တော့ဒီရက်ထဲမှာခီးပြန်လာပြီးတဲ့အချိန်လေးอ่ะဟိုပါလေညီသိမ့်မကောင်းညီသိမ့်မကောင်းတာနဲ့ရေချိုးဒီမိုးချိုးပြီးတော့နည်းနည်းလန်းလန်းဆန်းဆန်းလေးဖြစ်နေတော့မီးလိုက်ဖြစ်လိုက်တာပါစတော့ရေးရေးစရာလာပြောတာသိမလားအညူကြီးကလည်းအညူကြီးမဟုတ်ဘူးပန်ဆယ်လိုပဲအာစစ်တက်ကလည်းစစ်တက်မဟုတ်ဘူးပန်ဆယ်လိုပဲအဒေါမ်ဆန်းစုကြည်ရောမင်းအောင်လိုင်ရောဂျိုးကင်ပြီးအာနာသိန်းတာလည်းပန်ဆယ်လိုပဲတဲ့နော်တကယ်ကိုဒိုးစလန်တင်းစလန်ဘလို့ညံရီတွေနဲ့လူဖြစ်လာကြလဲတော့နားကိုမနေတော့ နော်အဲ့တော့လေငါဒီတခေတာမန်အင်ရှင်မနော်ကလေးတယောက်မေးလင်းရှိမိန်းမနော်တာမန်စီးပွားရေးလုပ်နေတဲ့နော်တာမန်မိန်းမတယောက်ပါနင်တို့စိတ်ထဲမှာစောက်ရမ်းယူနော်တခေအင်မော်ဒယ်ဖြစ်နေတာတော့ငါလည်းမတန်နိုင်ဘူးနော်နင်တို့စိတ်ထဲမှာငါစောက်ရမ်းကြီးကြီးမြတ်တဲ့အကောင်ကြီးပေါ့ပေါ့နော်အဲ့လိုဖြစ်နေတာတော့ငါလည်းမတန်နိုင်ဘူးနော်ငါကပုံမှန်တာမန်နော်တာမန်မိန်းမတယောက်ဖြစ်တယ်တာမန်လင်းရှိကလေးမေးနော်တာမန်စီးပွားရေးလုပ်နေတဲ့မိန်းမတယောက်ပဲဖြစ်တယ်နော်ဒါမဲ့ငါရဲ့အားသာချက်ကတော့တခုပဲညနေတစ်ခွက်တော့ငါ့ကိုဘယ်တော့မှမနိုင်ဘူးနော် တပွဲချင်းစီဖြစ်ဖြစ်တယောက်ချင်းစီဖြစ်ဖြစ်တယောက်ဘယ်ကောင်းမှဘယ်အချိန်ကမှမနိုင်ခဲ့တာငါဘယ်တော့မှဖြုတ်ဖြတ်လို့မရခဲ့တာဟမ်အဲ့တော့အဲ့ဒါကငါရဲ့အာသာချက်ပဲနော်ကျွန်တော်ကဒီနေ့ဒီချိန်ဒီကိုဘယ်နှနဲ့ရှိပြီလေးနှစ်နော်လေးနှစ်အဖွဲလိုက်ကိုတယောက်ချင်းစီရောကိစ္စဘောင်းစုံမျိုးစုံနော်အတူအောင်ဘောင်းစုံနဲ့တိုက်ခိုက်ခဲ့တာဒါပေမဲ့ဒီနေ့ဒီချိန်ဒီနေ့လုံးဟောက်ဘူးဖြိုလဲလို့မရဘူးတွန်းလဲလို့မရဘူးငါဒီနေ့ဒီချိန်ဒီဆက်ပြီးရက်တည်နေနိုင်တယ်ဆက်ပြီးတော့နေလို့ရှိမှာမမမမရက်တည်နေစေဖြစ်တယ် ဲ့တော့ငါတို့ငါ့ကိုဘယ်တော့မှမနိုင်တာတော့ငါ့ရဲ့အာသာချက်ပဲเนาะငါ့ရဲ့ immortal ဖြစ်မှုပဲအော်လေအာကျေးဇူးတင်ပါတယ်ဘာမှမဟုတ်ပါဘူးဒီနေ့ကကျွန်မ live မလွန်တာလည်းကြာပြီမနေ့ကကြာတော့ကျွန်မဩဈေးရောက်လာဈေးရောက်တဲ့ကိစ္စပြောပြအောင်เนาะဈေးရောက်တဲ့ကိစ္စပြောပြအောင်ကျွန်မကလေအခုမှဈေးရောက်တာမဟုတ်ဘူးဒီလားဆရာနာမသိင်ခင်ကတည်းကမြန်မာပြည်မှာတွေကကျွန်မရဲ့အလုပ်က sales နဲ့ marketing ပဲနော်ကျွန်မ influencer marketing လုပ်တယ်။ digital agency ထောင်ထားတယ်နော်။နော် digital marketing agency ထောင်ထားတယ်။ နော် agency owner နော်အခုရှင်တို့ပြောနေတဲ့အခုကျမကိုအမနာပါပြောနေတဲ့ပြောင်းကြီးကကျမရဲ့ agency မှာအပုပ်စားနဲ့စာရေးသွားတဲ့ကောင်းနော်ကျမ agency owner နော်သူ့ရဲ့အလုပ်ရှင်နော်အဲ့တော့တခါလေကြားလို့ရှိရင်ကန်ဆယ်လို့ live လွှင့်ပြီးဈေးရောင်းလို့မအံ့ on နဲ့အဲ့ဒါလွန်ခဲ့တဲ့အာနာမသိင်ခင်ကလေးကကျမရဲ့ main business okay ာ US ရောက်တိုင်းနဲ့အိမ်မဝင်နိုင်ပေမဲ့ဝင်နိုင်တဲ့ US ရောက်တဲ့သူတွေကအိမ်မဝင်နိုင်ဘူးတဲ့အိမ်ဝင်နိုင်တာအမှပဲပတ်စလို့ပဲရှိတယ်တဲ့မဟုတ်ပါဘူးနော်ဘယ်နိုင်ငံမှာနေနေလဲတော့မသိဘူး US ရောက်ပြီးအိမ်မဝင်နိုင်တဲ့သူဆိုတာအိမ်ဝင်နိုင်တဲ့သူဆိုတာကျမပဲရှိတာမဟုတ်ဘူးအများကြီးရှိတယ်ကျမပဲအခွားခံကျမပဲအခွားခံနော် US ရောက်ပြီး US ရောက်တဲ့လူတိုင်းရဲ့လူထဲမှာအရေးချင်းရှိတဲ့လူတိုင်းအိမ်ဝင်နိုင်တယ်နော်ဒါပေမဲ့ဘာဖြစ်လို့လူမသိကြတာလဲဆိုတော့အခွားမခံရဘူးသူတို့ကပန်စစ်မဟုတ်ဘူးနော် US ရောက်တဲ့သူတွေမှာတယောက်မှအိမ်မဝင်နိုင်ဘူးဆိုတာမဟုတ်ဘူးเนาะ US ရောက်တဲ့သူတွေမှာအိမ်ဝယ်ထားတဲ့သူတွေအများကြီးပဲအရေးချင်းရှိတဲ့သူတိုင်းအိမ်ဝင်နိုင်တယ်เนาะဘာဖြစ်လို့လူမသိကြတာလဲဆိုတော့သူတို့ကပန်ဆယ်လို့မဟုတ်လို့သူတို့ကအခွင့်မခံရလို့ Okay တဘောပေါက်ပြီလားမသိဘူးအဲ့တော့ဘယ်နေရာလीပြီးတော့ US ရောက်တဲ့သူတိုင်းအိမ်မဝင်နိုင်ဘူးဆိုတော့ကောက်ချက်ကိုဘယ်တော့ဂျူအောင်ကြားလीချလိုက်လေတော့မသိဘူးနော်အဲ့တော့ကျွန်မပြန်ဖြည့်ပေးတဲ့ဟာလေးကိုတဖို့ပေါက်မဲ့ချက်ပါတယ်အဲ့တော့ကျွန်မကပြောနေပြောက်သွားပါလေ နော်အာဘယ်လိုပြောမလဲတစ်ခါလေကြာလို့ရှိရင်ကိုမသိတာဘူးမဟုတ်တာတော့မထင်စေချင်ဘူးဥပမာဆိုလို့ချင်တော့ဟဲ့နင့်ကိုဒီအိမ်ဝယ်တာဘယ်လိုဝယ်လဲလို့ရှင်းပြခိုင်းနေငါရှင်းတာဘယ်တခါရှိပြီလဲနင်တို့မတွေ့ရလေနော်နင်တို့တွေ့အောင်ကနင်တို့ချက်ပေါက်ကြည့်လာရှင်းပြပြရမှာလားအာဇာနီတို့မဝယ်ဘူးလေတဲ့ဟာပါမမပြောဒါကလေဘိုင်နေနဲ့ပဲအရာတွေဥမပြောလို့မကောင်းဘူး US ကိုရောက်လာတဲ့သူတွေလည်းမငါပြောနိုင်တာတခုပဲ US ကိုရောက်လာတဲ့လူတွေလည်းမအိမ်မဝင်ဘူးဘယ်သူမှအိမ်မဝင်နိုင်ဘူးဆိုတာမဟုတ်ဘူး အိမ်ဝင်နိုင်ကြတယ်အရေးချင်းရှိတဲ့သူတိုင်းအိမ်ဝင်နိုင်ကြတယ်နော်ဘာဖြစ်လို့လူမသိတာလဲငါလို့အဖေမခံရလို့နော်သူတို့ကန်ဆယ်လို့မဟုတ်လို့နော်ပြီးတော့အာဇာနီနဲ့ကိုအာကြီးနဲ့ငါ့ကိုရှင်တိုက်ပြဖို့မကြိုးစားနဲ့ငါတို့ကပေါ်တာလေးနော်တမျိုးတည်းနေတာငါတို့အိမ်ငါတို့သူနေတဲ့အိမ်နဲ့ငါနေတဲ့အိမ်နဲ့ခုနှစ်မိနစ်ပဲဝေးတယ်ခဏမင်းနဲ့ပဲဝေးတယ်။ငါတို့ရင်တိုက်ဖို့မကြိုးစားနဲ့နော်။ငါတို့ရင်တိုက်ဖို့မကြိုးစားနဲ့။ငါတို့တွေက နင်တို့မသိတဲ့မသိတာကငါတို့တွေကအရှင်းမသိကြတဲ့လူတွေမဟုတ်ဘူးဘယ်တော့မှရန်ဖြစ်မဲ့သူတွေလည်းမဟုတ်ဘူးအဲ့တော့ဘိုင်နေနဲ့လာပြီးရန်တိုက်မပြီးနဲ့နော်ပြီးတော့ဘသူတွေအိမ်ဝယ်လိုက်ပြီဘသူတွေအိမ်မဝယ်လိုက်မဝယ်သေးဘူးဆိုတာငါကအားပန်းစလို့အိမ်ဝယ်ထားတာအဖောက်ခံရသူကိုလူလည်းဝယ်ထားတယ်ဒီလူလည်းဝယ်ထားတယ်လေငါကဘယ်တော့မှအဲ့လိုလိုက်ပြီးအောက်တန်းကြမဲ့သူမဟုတ်ဘူးဝယ်ထားတဲ့သူတွေအများကြီးပဲနော်စောက်ပိန်းနေမသိတာနော်စောက်ပိန်းနေမသိတာနော်6လနဲ့ဝယ်တဲ့သူရှိတယ်တစ်နှစ်နဲ့ဝယ်တဲ့သူရှိတယ်နှစ်နှစ်နဲ့ဝယ်တဲ့သူရှိတယ်နော် 9နှစ်နဲ့ဝယ်တဲ့သူရှိတယ်10နှစ်နဲ့ဝယ်တဲ့သူရှိတယ်ကိုယ့်ရဲ့လာခဲ့တဲ့ background နဲ့အရေးချင်းပေါ်မှာမှုတည်တယ်နော် US ရောက်ပြီးဘယ်သူမှအိမ်မဝယ်နိုင်ဘူးဆိုတဲ့စကားကို US မှာလာပြောလို့ရှင်ရင်အကုန်လုံးကဆောက်ယူဆိုပြီးဝိုင်းရည်နေကြလိမ့်မယ်နော်အဲ့ဒါလေးပဲပြောချင်ပါတယ်နော်လူတွေကလေကိုမသိတာကကိုမသိတာကိုမသိတာလို့ရိုးရိုးသားသားနားလေပါကိုနားမလဲတာကိုကိုညံမမိတာလို့ရိုးရိုးသားသားနားလေပါကိုမသိတာကတကယ်မဟုတ်တာမဟုတ်ပါဘူးနော်အဲ့တော့စောက်ပေါ်စကားတွေကိုနာမည်နာမည်တက်ပြီးတော့ ဘသူကတော့မဝယ်ဘူးဘသူကတော့ဝယ်တယ်လို့ပြောနေရအောင်နော်အာဘသူကမဝယ်ဘူးဆိုတဲ့ information အောင်မှန်ရဲ့လားဆို confirm လုပ်ဖို့လိုပါတယ်နော်ဘသူဝယ်ဝယ်အဖြစ်မရှိပါဘူးဘသူဝယ်ဝယ်အဖြစ်မရှိပါဘူးနော်ကိုယ့်လို့ကိုယ်လို့ပြီးကိုယ်ထမင်းကိုစားနေကြတာဖြစ်တဲ့အတွက်ဘသူဝယ်ဝယ်အဖြစ်မရှိပါဘူးအာခုနကပြောနေတဲ့ကဘယ်ရောက်သွားတယ်အောင်မသိဘူးအဲ့အဲ့ဒီဆက်ကောင်မတယောက်ဖြည့်ရှင်းဆက်ဆက်ကောင်မတယောက်အားချောင်းနေရနေတယ် ဟုတ်လေကျွန်မဒီနေ့ကဒီနေ့ပြောချင်တာကတခြားထွေတူမဟုတ်ပါဘူးလူတွေတယောက်နဲ့တယောက်ပေါ့နော်ဘယ်သူကဖွာလို့ဘယ်သူကဟိုအောင်ဖြစ်လို့ကျွန်မတို့တမိုင်းကြီးတွေပဲရှင်းကြည့်ပါနော်ကျွန်မတို့ဘာလုပ်ခဲ့တယ်ဘယ်သူကဘာလုပ်ခဲ့တယ်နော်ဘယ်သူကတော်လန်ကြီးမှာဘာလုပ်ခဲ့တယ်ဘယ်အထိလုပ်ခဲ့တယ်ဘယ်အထိရောက်ခဲ့တယ်ဘသူကတော့တော်လန်ကြီးမှာလက်သုံးချောင်းထောင်ပြီးဘာမှဆက်မလုပ်တော့ဘူးဆိုတာမျိုးနော်။အော်အဲ့လူပြောတဲ့စကားနဲ့အဲ့လူပြောတဲ့စကားငါတို့ကဘသူယူဘသူဘသူကိုယုံရမလဲဆိုတာကိုကိုပါတာကိုစဉ်းစားစဉ်းကျင်တုံ့တက်ဖို့လိုပါတယ်။မဟုတ်မမှန်ကိစ္စတွေဖွာတိုင်းကျွန်မတစ်ခေါက်ထွက်ပြီးရှင်းရ မလုံနိုင်တော့နော်မလုံနိုင်တော့လုံမှလည်းမဟုတ်ဘူးအဲ့တော့โอเคညီပါဆက်လုံးမယ်ငါပါဆက်လုံးမှသူ့လို့မရရင်ငါဘုရားငါပါတာငါပြင်မအေးစစ်စစ်တတ်တာရာနေုံပဲနေဒီမချင်းနဲ့လဲတည်ကြရင်ပေါ့လိုင်းကဘာဖြစ်နေရလဲမသိဘူးပေါ့